လန်းဆိုင်ကိုကနေကြွားအဲ့တော့ဒီနေ့ကကျတော့ဆော16ရက်နေ့မြောက်ကဒီကန်းဆိုင်ကိုတစ်ချက်လောက်ကြည့်အောင်နော်ဆောင်ရည်နေမြောက်ကဘာဒီကဆက်သွားရမလဲဆိုတော့ဆောက်ဒီမှာဆိုရင်ခုံးင်းကကျတော့15ရည်နေမြောက်မှာကျတော့အဲဂင်းငင်းနဲ့ပတ်သက်တာပေါ့နော်အဲအတ်ထားတာကဒီနေ့ဆိုရင် ဟိုပြီးခဲ့တဲ့15ရက်က996တိတော့ပြသွားပြီဆိုတော့ဒီနေ့က1000ကနေပြီးတော့စပြီးတော့လေ့လာကြည့်မယ်เนาะအဲ့တော့1000ပြီးရင်1000လာမှာပေါ့เนาะသူတို့ကကျတော့တောင်းကနန်းအများဆုံးဆိုတော့တောင်းကနန်းထိမှာပဲအဓိကအဆုံးသွားလာများတဲ့ခါကျတော့တောင်းကနန်းကျတော့ဒေရှားရထားမယ်ဆိုရင်တော့ okay တော့ပြီဟုတ်ပြီเนาะအဲပတ်စံရေးသွက်တဲ့ခါပါဖြစ်ဟိုကတောင်းလို့ရတာပေါ့အဲ့တော့ဒီမှာဆိုရင်ဒီနေ့ကကျတော့1000ကိုစသွားကြည့်အောင်1000ကိုသူတို့ကကျတော့ဘယ်လိုခေါ်လဲဆိုတော့ sand လို့ခေါ်တယ် sen san ne sen ne mu du no san ga jaw lo san ne taw pi lo taw sen ga jaw lo sen sen ne taw de pa sa ka ne ne pye taw mai okay sen the town taw mai no the town go sen lo kho de no na town go jaw lo chuno paw man dai mai the pe lai yum mai ni ko yin taw mai so lo ni ni sen taw pe ya mai ni sen pi yin taw naw so yin san zen ai ni ya ma twin jet ni ne san sen mo pe ne zen pit taw mai z dan pit taw mai san zen ga jaw lo 3000ဆိုတဲ့အသေးပဲဖြစ်သွားမယ်။ဒါကိုကျွင့်ချက်နေနဲ့ကွာဖတ်တဲ့အခါကျတော့လေ့လာတဲ့အခါကျတော့အထူးသတိထားပေးပါတော့။ sun then okay လေးတောင်ဆိုရင်ယွန်ဆန်လို့ပဲတော့ပြရမယ်။လေးတောင်ကယွန်ဆန်လို့တော့ပြရမယ်။လေးတောင်ကယွန်ဆန်၊၅တောင်ကကောဆန်၊၅တောင်ကကောဆန်၊၆တောင်ကဒီမှာဆိုရင်ရော့ကူဆန် r o x a n ဆိုပေမဲ့ခလေးကြရင်တို့ကနည်းနည်းအမြန်သဘောအနေနဲ့ဆိုတဲ့အခါကျရင် r o x a n လို့တန်းထွက်တယ်ခုပေါ်အတန်းတဝက်ပဲဆိုသွားတဲ့အခါမှာလေတုံးလို့ရတယ် r o x a n တုံးလို့ရတယ်လို့ r o x a n တုံးလို့လည်းရတယ်အဲ့ဒါက6000နည်းနဲ့ကျွန်တော်ရပါမယ်9000ဆိုရင်နနာဆန်နနာဆန်7000မှာထပ်ပြီးတော့ဒိဋ္ဌာမှာက hat sen dan sau dan sau we me hat စံအဲ့ဒီအောင်မှာကြောက်ဟတ်ချီပုံလို့မရဘူးဒါကျွင်းချက်နေတဲ့ပုံတွေပဲကွာမှတ်ပေးရမယ်ချစ်ထောင်ဟတ်ဆန်လို့သုံးပေးရမယ်ကိုးတောင်ဆိုရင်ခယူဆန်သုံးမယ်ကိုးတောင်ကခယူဆန်โอเคเนาะအဲ့ဆိုရင်ကျွန်တော်ကဒါတထောင်ကနေပြီးတော့ကိုးထောင်ထိကိုဒါတခုရသွားမယ်ဆိုတော့ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်လေ့လာတဲ့အခါကျတော့သုံးတောင်နေရာမှာကျွင်းချက်တခုရှိတယ်ပြီးတော့ကချစ်ထောင်မှာတခုရှိရောပြီးရင် နောက်တစ်ခုပဲပန်းရှိသေးလဲဆိုတော့ချစ်တော်မှာရှိသေးတယ်6000နေရာမှာကျတော့ roxen လို့တော်လို့ရတယ်လို့ roxen လည်းတော်လို့ရတယ် roxen လည်းတော်လို့ရတယ်ဟုတ်ပြီနော်အဲဆိုရင်ဒါရတော့ပြီဆိုတော့နောက်တစ်ခါကျွန်တော်ပြန်ပြောမယ် sen nixen sanzen yonsen gosen roxen nanasen hasen qsen ဆိုလို့ရပါမယ်ဟုတ်ပြီနော်ဟုတ်ကူမှာဒါကိုအဲကျွန်တော်တို့တစ်ခုပြောပြောဆိုင်ကြည့်မယ်နော်ထောက်ထောက်နဲ့ထောက်နေရအောင် ထုတ်နေအောင်ကိုကျွန်တော်ပြောမယ်ဆိုတော့ချိန်ကကျွန်တော်လေ့လာထား200ကနီယကုနီယကုထောက်200ဆိုတော့ထောင်ကစန်စန်နီယကုအဲအဲဆက်ပေးလိုက်ရအောင်မြန်မာလိုကျွန်တော်တွေးပေးလိုက်ရအောင်ထောက်200ဆိုရင်ထောင်ကစန်200ကနီယကုဆိုစန်နီယကုပုံပေးလိုက်ရအောင်အသေးပေးဖြစ်သွားမယ်ဥပမာထောက်150ထောက်150โอเคထောက်150ဆိုတော့ထောင်ကစန်150ကိုဘယ်လိုပြောလဲဆိုတော့ဟွန်း150ဘယ်လိုပြောလဲ ဟပ်ပြကုပအတန်သွားတာဟုတ်ကွာဟပ်ပြကုဂောဂျူအဲဆိုရင်စန်ဟပ်ပြကုဂောဂျူအဲ့လိုဖြစ်သွားမယ်โอเคညာနော်အဲဆိုရင်2021 2021အခုရောက်နေ2021ပြောချင်တယ်ဆိုရင်2000ကနီစန်2021ကနီဂျူချီအဲဆိုရင်နီစန်နီဂျူချီနီစန်နီဂျူချီโอเค3300 3300ဘယ်လိုပြောလဲ3000က3000 3000 3000က3000ခု3000 3000ခု စံစံစံပြတ်ကိုအလုပ်သေးပဲဖြစ်သွားမယ်။ရနော်။ဥမာ9900 9900ဆိုတော့ got send q yaku okay ရမယ်နော်။အလုပ်သေးပဲနဲ့တော်လို့ရတယ်။ဥမာ9999ဆိုရင် q send q yaku q juju q အဲ့လိုသုံးပေးလိုက်ရအောင်မယ်။နားလည်ရနော်။ အဲ့ဆိုရင်ထောင်ကနန်းကိုကျွန်တော်ကိုကြိုက်တာပြောလို့ရဥပမာကိုယ့်ရေမွေးတက်ကရစ်ကိုလည်းပြောလို့လည်းထည့်သုံးလို့ရတယ်ဥပမာ1990ဘယ်လောက်မှမွေးရလဲပေါ့ဥပမာ1998မှာမွေးရဆိုရင် thank you yakukyuju hachi အလုပ်ပေါ်ရတယ်ဟုတ်ပြီနော်1992မှာမွေးရဆိုရင် thank you yakukyuju ni တောင်းလို့ရတယ်ဥပမာ2002မှာမွေးရဆိုရင် nissan ni အလုပ်ထပ်တိုက်ရိုက်သုံးလို့ရတယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒါကထောင်ကနန်းနေနေကျွန်တော်တို့ဒါရပါမယ်ဟုတ်ပြီနော်အဲ့ဆိုရင်ထောင်ကနန်းရောက်ပါမယ် တောင်ငန်းရောက်တဲ့အခါကျတော့ကျွန်တော်တတိထားမှာကဒီမှာဆိုရင်တောင်ငန်းဘယ်လိုခေါ်လဲဆိုတော့ man ichiman man ichiman man ichiman ကြာကြာတောင် man နဲ့တုံးရ ichiman နဲ့ပြောလို့ရတယ်တော်တော်များ man တဲ့တလုံးမဲ့တုံးကြအများ ichiman တိပြတော့မတုံးကြဟုတ်ပြီလို့ man okay နောက်တောင်ဆိုရင် ni man san man yon man go man အဲ့လိုမျိုးတုံးမယ် man ကကျတော့ချွင်းတယ်မရှိဘူးဒီတိုင်းကျတော့ formal ပုံစံလိုမျိုးပဲလိုက်ပြီးတော့ဆိုသွားလိုက်ကိုတောင်ဆိုရင် human okay နော်ချစ်တောင်ဆိုရင် ichiman โอเค6000ဆိုရင်တော့ human အဲ့လိုမျိုးတိုက်ရိုက်တုံးပေးလိုက်ရောဟုတ်ပြီနော်အဲ့ဆိုရင်တောင်းကနအများဆုံးဆိုတော့ကျွန်တော်တို့မြန်မာအယူရဆိုရင်ပတ်စံတသိန်းသွားခြင်းနဲ့ဆိုရင်တော့ကျွန်တော်10000ဆိုပြီးတော့ပြောရတော့မှာ10000ဆိုတော့10ဝယ်ရင်ပြောမယ် human အဲ့လိုတိတ်ပဲဖြစ်သွားမယ် human 10000ဆိုရင်မြန်မာငွေပတ်စံတသိန်းဖြစ်သွားမယ်ရလားမသိအဆိုရင်ဒီမှာဆိုဥပမာအနေနဲ့ကျွန်တော်ပြောချင်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်ရေးလိုက်တာကဒုညကဘယ်နှလုံးရှိတော့လဲဆိုတော့ဒီမှာ 6လုံးရှိသွားတယ်တွေ့လား6လုံးရှိတဲ့အချိန်မှာကျွန်တော်ဒီမှာဆိုရင်ခု10ရာတောင်းတောင်းသိန်းတန်းတန်းမြန်မာငွေတန်းတောင်းနဲ့တောင်းမယ်ဆိုတော့တောင်းတရာခါတော့တောင်းတရာဆိုတော့တရာကိုအရင်ပြောမယ်ဆိုတော့ဖျက်ခုတောင်းကိုမန်ဖျက်ခုမန်အဲ့ရတုံးပေးလိုက်ရမယ်ဖျက်ခုမန်အဲ့လိုမျိုးကွာမတွားခြင်းဘူးဒီလိုမျိုးမရည်ခြင်းဘူးဆိုရင်နောက်တနည်းတုံးလို့ရတယ်ဘာတုံးလို့ရလဲဆိုတော့အနောက်ကနေတုံးမြလေးလုံးကိုကျွန်တော်ဖြတ်ချလိုက်မယ် နောက်က304လုံးကိုဖြတ်ပြီးတော့အဲ့304လုံးကို man လို့ပဲမှတ်လိုက်မယ်။ man လို့မှတ်ပြီးတော့ရှေ့ကရှေ့ကတရားကျမ်းတော့ဒုညလေးလုံးဖြတ်ချပ်ပြီးတော့ရှေ့ကတရားကျမ်းနေမှာလားအဲ့တရားကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ဖျက်ကူဖျက်ကူပြီးတော့ဒီလီလေးလုံးနေရာမှာ man ထည့်လိုက်ရမယ်ဖျက်ကူ man ဆိုတာသိပေဖြစ်သွားမယ်အဲ့ဆိုရင်ကိုကမြန်မာငွေတွက်ချင်တယ်ဆိုရင်တော့ဒုညတစ်လုံးကိုဖြတ်ဖြတ်ချလိုက်ရှေ့ကအဲ့ဆိုရင်စိတ်သိစိတ်သိကျမ်းနေစိတ်သိမြန်မာငွေသိနေသွားမယ်ဆိုစိတ်သိညာနော်အဲ့လိုမျိုးဒါ အာဖြက်လန်းနေပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဉာဏ်လေးတက်လို့ရတဲ့အနေပေါ့ဥပမာနောက်တစ်ခုသွားပြန်သွားကြည့်မယ်နော်ဒီဟာကြည့်လိုက်မယ်ဆိုရင် okay ကျွန်တော်ရည်မယ်နော်ခုစေရတောင်းတောင်းသိန်းတန်းသေးသေးထက်ကျော်သွားရောအဲ့တော့ဒီမှာဆိုရင်ခုနကကျွန်တော်ပြောလိုမျိုးပဲသူညလေးလုံးကိုဖြက်ချမယ်သူညလေးလုံးကနောက်ကလည်းရည်မယ်နော်နောက်ကလည်းရည်မယ်ဆိုသူညလေးလုံးကိုမန်းလို့မှတ်ထားပြီးတော့ရှေ့ကကြံတဲ့ဟာကိုခဏန်းကိုတက်ကြည့်မယ် ခု100000ထောင်အောင်ဟုတ်ပြီနော်3000 5000 900 3000ဆိုတော့ဘယ်လိုပြောလဲ sand man 9500ဆိုတော့ god sand god ဟရခုပြီးမှ man ပြန်ထည့်ဟုတ်ပြီနော်အဲ့ဆိုရင်ကိုကမြန်မာငွေပတ်စံသိကျင်နေဆိုရင်ရှေ့အတုံးရတလုံးကိုဖတ်ဖြတ်မယ်ဆိုရင်သိန်း3000နဲ့950လို့ရအတိပေးဖြစ်သွားမယ်အတိပေးအဲ့ဆိုရင်သူညာများလာပြီဆိုသူညာလေးလုံးကိုဖြတ်အဲ့ဒါ man လို့မှတ်ပြီးတော့ရှေ့ကစားလုံးကိုတွက်လိုက်တွက်လိုက်ပြီးတော့ man နဲ့ပြန်ဆက် ဆက်ပြီးတော့ကိုကသိချင်တယ်ဆိုရင်မြန်မာငွေသိမ်းဘယ်လောက်သိချင်တယ်ဆိုရင်အခြေကတော့ဒုညတလုံးဖက်ဖက်ထက်လိုက်မယ်ဆိုရင်ဂျန်တဲ့အမောက်ကဒါကသိမ်းနေတယ်မယ်ဟုတ်ပြီနော်အဲဆိုရင်ဒါဖက်လန်းနီးနေပတ်ကြည့်လိုက်တယ်ဆိုလည်းဒီဒီပဲပေါ့နော်โอเคအဲဆိုရင်ဒါရမယ်လို့ထင်တာပဲဟိုက်ရမယ်နော်ဟိုက်အဲဆိုရင်ရမယ်ဆိုရင်နောက်တစ်ခုဆက်သွားမယ်ဗျာနောက်တစ်ခုကအော်ခဏလေးနော်ပြန်နောက်တစ်ခုကပါတော့မလဲဆိုတော့ あ、ごめんなさい。ガッツーソービオタン、男子でのガッツー。OK。 o、 okay. ツー。プロダンクレガッツー。ガ ဆိုဂတ်ဆိုတာကလကိုပြောတာလဆိုတာကကျွန်တော်တို့စီမှာဆိုရင်အမြန်မာအယူရဆိုရင်တကူကစုံရောမှာဆိုပါကွန်ဒလနေတဲ့ကျအဲ့လည်းပေါ့လေအဲ general အော်အင်္ဂလိပ်စာ general လို့ပေါ့လေနဲ့ပေါ့လေဂျပန်မှာကျတော့သူကတစ်လပိုင်းနှစ်လပိုင်းပဲတိုက်ရိုက်သုံးတာအဲ့ရသုံးတဲ့ခါကျတော့ကျွန်တော်တစ်လပိုင်းနှစ်လပိုင်းဆိုရင်ကျွန်တော်လေလေလာထားတာကိန်းကနားရှိပြီးသားဆိုတော့အရန်လွယ်ရောမယ်ဟုတ်တော့အဲ့တော့ကိုမွေးတဲ့လဘယ်နှလပိုင်းလဲဆိုတော့ကိုပြောလို့ရတယ်အဲ့ဒါကြတော့เนาะအဲ့တော့ဆိုရင်ကျွန်တော်စပြီးတော့လေ့လာကြည့်အောင် တော့ January တလပိုင်းကို Ichigatsu လို့ခေါ်နေဂျပန်လိုကနော် Ichigatsu လို့ဆိုတဲ့ Ichigatsu ကတလပိုင်း Nigatsu ကတလပိုင်း Sangatsu ကသုံးလပိုင်းရဲ့အဲ့ညမှာ၄လပိုင်းရောက်တဲ့နေရာမှာကျွန်တော်ဒါတိခါမှာက Shigatsu နဲ့ပဲသုံးပေးရမယ် Yongatsu မရှိဘူး Shigatsu ပဲရှိမယ် Shigatsu သုံးမယ် Shigatsu အဲ့တော့၄လပိုင်းကိုပြောချင်တဲ့အခါကျရင်တော့အထူး Gyu site တွေပေါ့နော် Shigatsu ပြီးရင်၅လပိုင်းဆိုရင် Gokatsu Gokatsu ရခုကတ်ဆိုဒါပုံမှန်မေးချစ်ချစ်ကတ်ဆိုဒီနေရာမှာနာနာကတ်ဆိုမရှိဘူးချစ်ချစ်ကတ်ဆိုတုံးပြရမယ်ပြီးခုကတ်ဆိုကပိုလာပိုင်းအာ sorry ဒီမှာတခုကျန်သွားလိုက်ရလားမသိဘူးအပြင်တော့တခုကျန်သွားလာပါလဲဆိုတော့ဒီမှာဆိုရင်10တခုကျန်သွားလာနော် okay 10တခုကျန်သွားလာဆိုတော့ခဏလေးပြန်ပြန်ပြီးတော့လောက်ပြင်မယ်နော်ဟမ်ဒီမှာဆိုရင်10

ン哎，蹦迪这样嘛。OK，一家子、二家子、三家子、四家子、五家子、六家子、七七家子、八七家子、九家子、十家子、十一家子、十二家子。OK，阿罗每个每个家长能家子个思考，等老板你都每个家长喏，懂不呀？OK，呀喏，阿所以你那个家长多少多ー就这样ー。 လနဲ့လရေပြီးနောက်တစ်ခုကကျတော့အခုကအဲဂိင်္ဂဏံကဟာရေကျတော့ okay သွားပြီဟုတ်ပြီနော်အဲ့တော့ okay သွားပြီဆိုတော့အဲဒီဟာဒီနေ့ကကျတော့ဒီနှစ်ခုကိုလေ့လာပြီးတော့နောက်နေ့တိုင်းတော့ကျွန်တော်ဆက်ပြီးတော့ချာဟာတော့ပြင်မယ်နော်ဟုတ်အဲ့ဒါဆိုရင်음ဒီနေ့ကဒီလောက်ထိပဲရထားမယ်နော်ဟုတ်နားစံအားကြတော့ဇိုင်းပါ